တာဝန်ကြီးကြောင့်ကပါတယ်ပြောကြတယ်ဆိုကြပါတယ်တီးကြပါတယ်မှန်ပါတယ်တချို့ပြည်သူအများစုစစ်ဘေးရှောင်နေရတာတွေကိုသူတို့ပြန်ပြီးတော့ကိုချင်းစာပါဟလာစစ်ပွဲဖြစ်နေတဲ့နေရာကပြည်သူတွေကိုကိုချင်းစာပါသူတို့လည်းထမင်းစားကြတာပဲကိုတွေလည်းထမင်းစားကြတာပဲသူတို့ကပြောဘာမှတခြင်းနေဆိုကြတယ်ကကြတယ်ဂျပန်မှာလင်းနေတဲ့ဘုံကျဲလို့ပြီးရတယ်လွားရတယ် ဒါလေးကိုကိုချင်းစာတက်ဖို့လိုတယ်နော်ဘောမအမှုပညာရှင်နေနည်းနည်းပဲမားတယ်လို့မင်းများမားတယ်လို့မတိမတမားတယ်လို့ဒီအချိန်မှာတိုင်းပြည်ပြက်နေတဲ့အချိန်မှာကြော်ပွဲရှင်ပွဲတွေလုပ်ပြီးတော့ဒါဆိုကြမယ်ကကြမယ်ဆိုရင်တော့ကျွန်တော်တို့တို့ဘောမတို့တတ်မှတ်ပါလိမ့်မယ်တိုင်းပြည်ပြည်စည်းရတဲ့တမိုင်းကြောင်ရဲ့တရားခဏတော့မှာတို့ပါသွားပါလိမ့်မယ်ပွဲကနေတဲ့အချိန်ယူဒီတချင်းစုံနေတဲ့အချိန်ဒီလိုတီးနေတဲ့အချိန်မှာပွဲကြည့်နေတဲ့အချိန်မှာ အဲ့ဒီလူတွေဒီစစ်ကြုံဘဝကိုရောက်သွားတာကိုသူတို့မသိလိုက်ဘဲကနေတဲ့လူတွေရောဆိုတဲ့လူတွေရောတီးနေတဲ့လူတွေရောပွက်ကြည့်တဲ့သူတွေရောစစ်ကြုံဘဝရောက်သွားတာကိုသူတို့ပျော်ပျော်ကြီးနဲ့ဗျာအဲ့လိုအရသာခံစားရနေပေါ့နော်အဲ့လိုမျိုးမြင်နေဆက်ပြီးတော့ပြည်သူ့ဘက်မှာယက်တီခဲ့တဲ့ပြည်သူ့အချစ်တော်ပေါ့နော်အမှုပညာရှင်တအုပ်ဖြစ်တဲ့အဲကိုပေါ့စီနွေဦးဒေါ်လာရေးကိုကျွန်တော်ကဟိုဒီအပိုင်းမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်မေးချင်တာပေါ့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့လည်းစိတ်မကောင်းဖြစ်ရတယ်ပေါ့နော် ဒီမြန်မာနိုင်ငံမှာရှိတဲ့ဇက်ဇက်တပင်ကိုချစ်မြတ်နိုးတဲ့ပြည်သူတွေလည်းစိတ်မကောင်းဖြစ်ခဲ့ရတယ်စိတ်ထိခိုက်ရတဲ့အဖြစ်အပျက်လေးတစ်ခုပေါ့နော်ပြည်ပြည်သားမှာကခဲ့တဲ့အောင်စဘူဇက်ပွဲပေါ့နော်အဲ့ဒီဇက်ပွဲမှာအဲကျွန်တော်တို့ဒီအမှုပညာရှင်တွေတော်တော်များများဒီဟာဟာအမှုပညာကိုစော်ကားခံရတယ်ပေါ့နော်အမှုပညာရှင်တွေကိုမထီလေးစားပြုတယ်ဆိုပြီးတော့ဒီလိုတတ်မှတ်ကြတာမျိုးရှိတယ်ပေါ့နော်မင်းသားကို6ရောက်နဲ့စုချတယ်မခန့်လေးစားလုပ်တယ် ပြောမှာဆိုအမှုပညာရှင်တွေကိုမခံလေးစားလုပ်တယ်လို့အများကတော့သုံးသပ်ကြတယ်ပေါ့ဆိုတော့ကိုပေါ့စီအနေနဲ့ဒီအဖြစ်ပြက်ဟာတကယ်ရိုးရိုးသားသားဖြစ်ရိုးဖြစ်စင်လားသို့မဟုတ်တခြားသောထူးခြားတဲ့အချက်တွေရှိနေသလားနောက်တစ်ခုကအမှုပညာရှင်တော်တော်များများပြောသလိုဒါဟာအမှုပညာကိုစော်ကားတယ်လို့ကိုပေါ့စီသတ်မှတ်လို့ရပါသလားဒါလေးကိုဟိုတင်ပြပေးပါဦးခင်ဗျဟုတ်ဒါကဟိုကျွန်တော်တို့တပင်နဲ့ပတ်သက်မယ်အမှုပညာနဲ့ဟာအဲ့ဘက် ဒီအပိုင်းကကြည့်မယ်ဆိုရင်တော့ဒါစော်ကားတာဟလာအဲလူကျင့်ဝတ်အရာကြည့်မယ်ဆိုရင်လည်းဒါကမယိုင်းတာဟလာစော်ကားတာရိုင်းပြတာတာမျိုးကဒါမလုတ်သင့်ဘူးဗျာဟုတ်တယ်ခလားဒါကတော့တစ်ဖက်ပေါ့နော်အဲ့လိုမျိုးဟိုတချို့လည်းအဲ့လိုခံစားနားလဲကြတယ်ဟလာတချို့လည်းဒါကြီးကတော့လွန်တယ်ပေါ့နော်ဒါပေမဲ့စင်ဘော်ကဒီဇမင်းသားကိုယ်တိုင်ကလည်းတတိခံလိုက်တယ်ပေါ့နော်ဘာမှပြန်မလုပ်ဘူးအေးစီဟိုကလေဒါကဒပိုင်းပေါ့နော်အဲ့တော့ ကျွန်တော်တို့ရဲ့ဒီတော်လိုင်းဘက်ချမ်းကပြန်ကြည့်မယ်ဆိုရင်တော့ဒါကရိုးရိုးမဟုတ်ဘူးခင်ဗျ။အဲကျွန်တော်တို့တက်အပ်ဆွတ်ဆွဲတာတော့မဟုတ်ဘူးကွာ။ဒါပေမဲ့မဆွတ်ဆွဲဘူးဆိုရင်ပေါ်လွင်နေတယ်။ဒါကအချိန်ကြိုက်မိုင်းတစ်ခုကိုစနစ်တန်ဖြုတ်လိုက်တာပဲ။ဘာကြောင့်လဲဆိုရင်ဒီစင်ပေါ်မှာတက်ပြီးတော့လူတစ်ယောက်ကဒီလိုဆွတ်ချရင်ဘာဖြစ်သွားမလဲ။ဟာလား။အရိုက်ခံရမယ်။ဥပမာဖတ်ချုပ်ခံရမယ်။ဒါမျိုးတွေရှိတယ်။ဒီလူက အဲ့ဒါတွေကိုမကြောက်ခင်းနဲ့တက်လာတယ်နောက်ပြီးတော့တက်လာတဲ့ပုံစံမက်စ်တက်လာတယ်ဟလားအဲလက်မှာလည်းဒီတက်တူးတွေကိုဖုံးထားတယ်ပေါ့နော်လူမှတ်မိမှာစိုးတော့အဲ့တော့တက်လာတဲ့ပုံစံကတော့ကျွန်တော်ကြည့်လာတော့ဒါကအဲဒီသူတို့လုံချုံကြီးလို့ခေါ်တဲ့အဖွဲရမဟုတ်ရင်ဒါပြူစော်ဒီနောက်စစ်တက်နေပါတဲ့မဲ့ဟလားအဲ့ကောင်နေဖြစ်မဲ့နောက်ပြီးတော့ရဲဖြစ်ရင်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါကြီးကဒီလိုမျိုးတက်လုလိုက်လို့ရှိရင်ပွဲတော့စုသွားမှာပဲပွဲစုသွားလို့ရှိရင်အခု အဖြစ်ပြက်နေတဲ့ကြားပြန်ကိစ္စလိုရွေးကောက်ပွဲကိစ္စလိုဒါမျိုးတွေကိုသတင်းဖုံးသွားနိုင်တယ်။ဘာကြောင့်လဲဆိုဟိုကျွန်တော်တို့မြန်မာပြည်သက်ကဘာလဲဆိုတော့သူတို့ချစ်တဲ့လူကိုသူတို့အထီးမခံကြအောင်အဲ့ဒီအတွက်ဟိုဘယ်လိုခေါ်မလဲဆိုတော့အာဘာဖြစ်တယ်ညာဖြစ်တယ်ဘောနော်အဲ့လိုမျိုးတွေ online ပေါ်မှာရေးကြမယ် interview တွေလာကြမယ် video clip တွေလာကြမယ်စာတွေရေးမယ် post တွေတင်ကြမယ်ဟလားဒါကမြန်မာပြည်သက်ရဲ့ထုံးစံပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့မြင်တာကတော့ဒါချင်းကိတ်မိုင်းကိုစနစ်တန်ဖြုတ်လိုက်တာပဲဒါပေမဲ့ဒါက ဒီစစ်တပ်ဘက်ကလည်းသူလုတ်เสียချီတော့သူလုတ်သွားတာနော်ရန်သူပီတပဲလုတ်သွားတာအဲ့တော့အနုပညာသမားတွေဘက်ကပြန်ကြည့်မယ်ဆိုရင်ဟလာဒီခေတ်ဟလာဘောမအနုပညာရှင်တွေဟလာနည်းနည်းပဲမတဲ့အဲပညာရှင်တွေရောမတိမတာမတဲ့ပညာရှင်တွေဟလာစိုင်းနေမင်းသားတွေမင်းသမီးတွေဟလာဗိတ်သိက်တွေအစိုးရတွေအကုန်လုံးပြောမယ်အဲ့တော့အနုပညာသမားဟုတ်ပြီအနုပညာစော်ကားခံရတယ်ဒါမဲ့ပြန်စင်းစားလေခုကခစ်ပြက်နေတာခစ်ပြက်အချိန်မှာ ဒီလိုဒီလိုအစောခံပါပဲနော်ဒီလိုစောခံရမှာပဲဒါကတော့မဆန်ဘူးခစ်ကောင်းတဲ့ချိန်မှာဒီလိုလုပ်လို့ရမှာလားမရပါဘူးအောက်ကလာပြီးတော့ကြည့်တဲ့ပြိတက်ကလည်းဒါမျိုးဘယ်လုပ်ရမလဲဟုတ်တယ်မလားအဲ့တော့မင်းမဲ့တိုင်းပြီဆိုတာဒါကိုပြောတာခင်ဗျာနော်မင်းမဲ့တိုင်းပြီမှာလှုပ်ချင်တာတက်လို့လေမလှုပ်တော့ကွာဘယ်သူပါပြောမလဲဟာလားဒါပေမဲ့ဒါကြီးကတည်င်းဖုံးတဲ့ကိစ္စကိုလှုပ်သွားတာလို့ဒါကျွန်တော်ကတော့အဲ့လိုပဲထင်တယ်အဲ့တော့အမှုပညာသမားဆိုတဲ့လူတွေကလည်းဘောမကျင်မမကျင်နေဟာလားဒါပေမဲ့သူများစင်နေ စကားစဆင်းတဲ့တွင်လေးကိုမဝင်မိဖို့လို့တယ်အဲ့တွင်လေးကိုဝင်သွားရင်တော့တမိုင်းရဲ့တည့်ခံသူတို့ပါပါသွားလိုက်မယ်နောက်တစ်ခုပြောချင်တာအစာဝင်းကြီးကြောင့်ကပါတယ်ပြောကြတယ်ဆိုကြပါတယ်တီးကြပါတယ်မှန်ပါတယ်ဒါပေမဲ့တချို့ပြည်သူအများစုစစ်ဘေးရှောင်နေရတာတွေကိုသူတို့ပြန်ပြီးတော့ကိုချင်းစာပါဟလာစစ်ပွဲဖြစ်နေတဲ့နေရာကပြည်သူတွေကိုကိုချင်းစာပါသူတို့လည်းထမင်းစားကြတာပဲကိုတွေလည်းထမင်းစားကြတာပဲစာဝတ်နေရေးရပြောမယ်ဆိုရင် ဲ့ဒီတိုက်ပွဲဖြစ်နေတဲ့မြန်မာနိုင်ငံမြို့အသီးသီးကပြည်သူတွေကိုသူတို့စံနာဖို့တင်တယ်သူတို့ကပြောဘာမှသရှင်းနေဆိုကြတယ်ကကြတယ်ဂျပန်မှာလေရင်နဲ့ဘုံကျဲလို့ပြီးရတယ်လွားရတယ်ဒါလေးကိုကိုချင်းစာတက်ဖို့လိုတယ်နော်ဘောမအမှုပညာရှင်တွေနည်းနည်းပဲမားတယ်လို့မင်းများမားတယ်လို့မတိမတမားတယ်လို့ဒါပေမဲ့တခုတော့ရှိတော့ဗောဒီအချိန်မှာတိုင်းပြည်ပြက်နေတဲ့အချိန်မှာပျော်ပွဲရှင်ပွဲတွေလုပ်ပြီးတော့ဒါဆိုကြမယ်ကကြမယ်ဆိုရင်တော့ကျွန်တော်တို့ဘောမတို့တတ်မှတ်ပါလိမ့်မယ်တိုင်းပြည်ပြစီရတဲ့ တမိုင်းကြောင်းရဲ့တရားခံတော့မှသူတို့ပါသွားပါလိမ့်မယ်အဲ့တော့နောက်တစ်ခုကစိုးကြတယ်ကကြတယ်ဟုတ်ပြီနော်အဲ့လိုစိုးကြတဲ့အချိန်မှာတချို့တွေစစ်ဆောင်ရတာဟုတ်လားစီပေးဆောင်ရတယ်တိုက်ပွဲချက်မှပြီးရတယ်အငန်းငန်းအပြက်ပြက်ဒါတွေသူတို့ကိုချင်းမစားအောင်ဟုတ်လားနောက်ပြီးတော့ဒီပွဲကနေတဲ့အချိန်ပွဲကနေတဲ့အချိန်ယူဒီတချင်းစုံနေတဲ့အချိန်ဒီလိုတီးနေတဲ့အချိန်မှာပွဲကြည့်နေတဲ့အချိန်မှာ အဲ့ဒီလူတွေဒီစစ်ကြုံဘဝကိုရောက်သွားတာကိုသူတို့မသိလိုက်ဘဲကနေတဲ့လူတွေရောဆိုတဲ့လူတွေရောတီးနေတဲ့လူတွေရောပွက်ကြည့်တဲ့သူတွေရောစစ်ကြုံဘဝရောက်သွားတာကိုသူတို့ကပျော်ပျော်ကြီးနဲ့ဗျာအဲ့လိုအရသာခံစားရနေပေါ့နော်အဲ့လိုမျိုးမြင်နေဒါပေမဲ့တချို့သိပါလိမ့်မယ်တချို့ကတော့မသိဘူးတချို့ကတော့စိတ်ထွက်ပေါက်ပေါ့နော်မှန်ပါတယ်စိတ်ထွက်ပေါက်လူတိုင်းဟိုရှာနေတာပဲဒါပေမဲ့ကာလန်ဒေတန်အကန်တနန်နဲ့ကာလဒေတာအချင်းဟုတ်လားအဲ့လိုမျိုးကြည့်ပြီးတော့သွားပါတယ်နောက်တစ်ခုရှိတယ် ပွဲလမ်းတပင်တွေလှုပ်ဟာလားစတေရှိုးတွေလှုပ်ပြီးတော့ကဘာဝစစ်တပ်ကလိန်နေတာစီတီကားကားရှိပဲတယ်တိုင်းပြည်က AAC ဖြစ်နေပါတယ်ဆိုပြီးတော့သူတို့ကဟိုဘယ်လိုဘယ်လိုခေါ်မလဲအင်တာနက်ကနေလေဟာလားပေါ်ပြမယ်အဲသူတို့ရဲ့မီဒီယာတွေကလည်းပေါ်ပြတယ်အာတောင်ကြီးမီးပုံပြန်ပွဲတို့ဥပမာအဘယ်နေရာမှာတော့ဖိုးချစ်ကနေတယ်အဲလားဘယ်နေရာမှာတော့အောင်စဘူးကတယ်ဘယ်နေရာမှာတော့စမ်းရီမူကတယ်ဘယ်မှာတော့ ICS ဆိုတယ်ဘယ်မှာတော့ဘာလုပ်တယ်ဟုတ်ပြီ ွဲလန်းသမင်းတွေများနေတော့အတိုင်းပြည်ရဲ့အေဂျင့်မှလည်းဆိုပြီးတော့ကဘာကိုလိန်နေတဲ့အထဲမှာသူတို့ရောပါသွားတော့သူတို့မသိဘူးအဲ့ဒီအခုပြောပြနေတဲ့အမှုပညာရှင်တွေဆိုတဲ့ပုံကိုယ်တွေဟလာစစ်တပ်ကဘာကိုလိန်နေတဲ့ကိစ္စမှာသူတို့တရားခံဖြစ်သွားတာသူတို့မသိလိုက်ကြအောင်နောက်တစ်ခုရှိတယ်အခုဒီလောက်တိုင်းပြည်ပြန်နေချိန်မှာဇိုနေကနေဟလာတီးနေလူတွေကျွန်တော်တို့လည်းအမှုပညာသားပဲဆိုကျင်တော့ကကျင်တော့တီးကျင်တော့ဒါပေမဲ့ စ်ကာလအခြေအနေရှိတယ်လေအမှန်ကကိုတက်ထားတဲ့အမှုပညာနဲ့ငါတို့ဒီစနစ်ဆိုးကိုဘလို့တွန်းလှန်မယ်ဘလို့တိုက်ဖြတ်မယ်ဒါမျိုးစိတ်ကူးရမှာလေအဲ့လိုစိတ်မကူးဘဲနဲ့ဟာလာဒီအမှုပညာရှင်တွေကဘာလို့လဲဆိုတော့မာနဲ့အကြိုက်ကိုလုံးပါလားဖျားအကြိုက်နေပါလားကျွန်တော်ဒီလိုမေးချင်တယ်မာနဲ့အကြိုက်ပဲလိုက်လုံးပါလားကိုတက်ထားတဲ့အမှုပညာစစ်တဲ့အတွက်မဟုတ်ဘူးနော်အမှုပညာဒီပြည်သူအတွက်အမှုပညာဒီစစ်တဲ့အတွက်မဟုတ်ဘူးဟာလာအဲ့တော့ ဖះပြောတဲ့ဓမ္မဘက်မှာယက်တည်ပြီးတော့ကိုယ်အနုပညာကိုအတုံးချမလားအတ္တဘက်မှာယက်တည်ပြီးတော့အနုပညာကိုအတုံးချမလားကိုယ့်ရဲ့ဆရာသမားတွေသင်ပေးခဲ့တဲ့ပညာတန်ဖိုးရှိတယ်နော်အတ္တမဘက်မှာအတုံးချဖို့တော့မဟုတ်ဘူးခင်ဗျကျွန်တော်အဲ့လိုပဲမြင်ပါတယ်နောက်တစ်ခုရှိတယ်ဝင်ပြီးတော့အခုတောက်ရှက်တဲ့လူတွေရောနော်အဒီလိုမျိုးတွင်ဆင်လိုက်တဲ့လူတွေရောဒါသူတို့လည်းတမိုင်းတည့်ရခံပဲဗျတမိုင်းတည့်ရခံပဲ အဲ့တော့ဟိုတိုင်းပြည်ကဘာဖြစ်ဖြစ်ဟလာကရင်ပြီးရောဆိုရင်ပြီးရောဟလာနော်အဲတိုင်းပြည်နဲ့ပြည်သူကိုဒါကဘာလဲဆိုတော့ဂယုမဆိုင်ခြင်းအမှုပညာလို့ခေါ်တယ်တိုင်းပြည်ပြည့်နေခမရနော်နိုင်ငံတော်ကြီးကမကြမ်းပါဘူးပြည်သူတွေကဒုက္ခရောက်တယ်အဲ့ဒီအချိန်မှာဆိုကြတယ်တီးကြတယ်ကကြတယ်ဆိုရင်ဒီအမှုပညာရုပ်အမှုပညာမဟုတ်ဘူးနိုင်ငံတော်နဲ့ပြည်သူကိုဂယုမဆိုင်ခြင်းအမှုပညာပဲဒါတန်ဖိုးမရှိတဲ့အမှုပညာဖြစ်သွားပါပြီ ဘလောက်ပဲတော်နေပါစေဘလောက်ပဲတက်နေပါစေเนาะနောက်တစ်ခုရှိတယ်ကျွန်တော်တို့ပြောကြတယ်ခင်ဗျားတို့အဝေးကနေမအော်ပါနဲ့တဲ့ဟာလားမအော်ပါနဲ့တဲ့အဲ့တော့ကျွန်တော်တို့အော်တာအမြင်မတော်လို့အော်တာလေအမြင်မတော်လို့ကျွန်တော်တို့အော်တာအပြစ်မဲ့သူကိုဟာလားကျွန်တော်တို့စော်ကားနာမဟုတ်ဘူးအပြစ်မရှိတဲ့အမှုပညာရှင်တို့ကျွန်တော်စော်ကားနာမဟုတ်ဘူးဟာလားเนาะအမြင်မတော်လို့ကျွန်တော်တို့အော်တာအပြစ်ရှိတဲ့သူတွေ ਨੇ ရောပြီးသူတို့ပါသွားမှာစိုးလို့ကျွန်တော်တို့အော်ပေးရတယ်ပြောပေးရတယ် ဟာလာအဲ့တော့ဟိုဘယ်လိုခေါ်မလဲဖိအားကြောင့်တချို့ကလည်းလောရပါလေဘာညာတွေပေါ့နော်ဒါမျိုးကြီးလေပြောကြတယ်အဲ့တော့ခုနကဟိုခေါင်းစဉ်ပျောက်သွားမှဆိုလို့ရှင်ပီတာမှာဖြစ်ခဲ့တယ်ဖြစ်စဉ်ပေါ့နော်အမင်းသားလေးကိုတက်ပြီးတော့ဆုချတယ်အဲ့တော့ခြေထောက်နဲ့ကံပြီးဆုချတဲ့ကောင်မှလည်းအပြစ်ရှိတယ်လို့တိုင်းပြည်မตายရတဲ့အချိန်မှာအဲ့ဒီပွဲလန်းတပွေကိုတစ်ချိန်ချင်းကနေသူတွေလည်းအပြစ်ရှိပါတယ်ဒါပေမဲ့ဘဒူပိုးလုံးလဲခြေထောက်နဲ့ကံတဲ့ကောင်ကတော့ပိုလွန်တာပေါ့ဗျာဟုတ်လားခြေထောက်နဲ့ကံဝင်နေမဟုတ်ဘူး तू က ဒီတည်င်းဖုံးသွားလို့ရအောင်ဟာလာနာမည်ကြီးတယောက်ကိုဒီလိုမျိုးလုပ်လိုက်တဲ့အတွက်အဒီကြားပြန်ကိစ္စဟိုကိစ္စဒီကိစ္စတွေကသူနည်းနည်းဖုံးနေတယ်အဲ့တော့စစ်တပ်ကသူ့အလုပ်ကိုသူလုပ်သွားတာဒါကိုအဲ့တပင်သမားတွေရုပ်ရှင်သမားတွေဂီတသမားတွေရောပြီးတော့မပါသွားပါစေနဲ့လို့ကျွန်တော်ဒီနေ့ကပြောချင်ပါတယ်ခင်ဗျအဲ့ဒီအဖြစ်ပြက်လေးကတော့ကျွန်တော်တို့အဲ့လိုပဲညင်ပါတယ်ကိုပေါ့စေကျေးဇူးအများကြီးတင်ပါတယ်ဆွေးနွေးသွားတဲ့အထဲမှာစိတ်ဝင်စားဖို့ကောင်းတာဟာ မနုပညာဆိုတာကပြည်သူအတွက်ဆိုတာလေတော်တော်မှတ်သားရပါတယ်အဲ့တော့နောက်တစ်ခုကဒီအနုပညာရှင်ဆိုတော့အနုပညာဆိုတာကတိုင်းပြည်နဲ့လူမျိုးအတွက်ဖြစ်ပြီးတော့အာနာရှင်တွေအတွက်အသုံးပြုဖို့မလိုဘူးဆိုတာလေးလည်းကျွန်တော်တို့မှတ်သားရတယ်နောက်တစ်ခုကပထမအဦးဆုံးပြောတဲ့ဒီဒီအနုပညာရှင်တွေကအခုလိုကနေတာတွေလည်းလုံနေပြီးတော့နောက်ပိုင်းမှာတကယ်တိုင်းပြည်မှာဖြစ်နေတဲ့တကယ်အခင်းအကျင်းတွေကိုသတင်းဖုံးသွားအောင်လို့အခုလိုထပ်ပြီးအသုံးချတယ်ဆိုရင်တော့ ော်တော်ကိုရုပ်ပြတ်ဆင်းပြတ်နိုင်တဲ့ပုံကိုယ်လေးလိုပဲဒီလိုကျွန်တော်တို့သုံးသပ်มาဖြစ်ပါတယ်အခုလိုဆွေးနွေးပြတာကျေးဇူးအများကြီးတင်ပါတယ်ကိုပေါ့စီ